ီနေ့တော့ဆာလံဘတ်97ပြုပါရယ်ခန်းကြီး97တေအငယ်1မှ9အိုထာဝရဖျာမင်းကြီးဒီကိုရောဤအစွမ်းတတ္တိကြောင့်ဝမ်းမြောက်၍ကဲတင်တော်မူခြင်းအဖြင့်အလွန်ရွှင်လန်းပါ၏။သူဤနှုတ်နှင့်ဆုတောင်းဒီကိုညင်းပယ်တော်မမူ။သူဤစိတ်အလိုရှိသည့်အတိုင်းပေးသနာတော်မူပြီ ကောင်းမြတ်သောမင်္ဂလာတို့ကိုအူပြု၍ပေးတော်မူပြီးရွှေစင်တရပူကို သူ၏ကောင်းပေါ်မှတင်တော်မူပြီးသူသည်အသက်ကိုဆုတောင်း၍ကိုရောသည်အသက်မကသာရအသက်ကို ပေးသနာတော်မူပြီးကဲတင်တော်မူခြင်းအဖြင့်သူသည်ဘုံချီ၍လက်တော်မှဂုံတရီနှင့်တကူအာနုဘော်ကိုခံရပါ၏ကိုရောသည်သူ့ကိုသာရမင်္ဂလာအရာ၌ခံထား၍ မျက်နာတော်အားဖြင့်အလုံးဝမ်းမြောက်စေတော်မူ၏အကြောင်းမူကားမင်းကြီးသည်သာရဖျားကို ကိုးစား၍အမြင့်ဆုံးသောဖျား၏ဂိူနာတော်ကြောင့်တီးကြီးတက်ပါ၏အငယ်ရှိမှဆက်တုံးကိုရောဤလက်တီရန်သူအပေါင်းတို့ကို တွေ့၍ကိုရောကို မုံသောသူတို့ကိုလက်ရလက်တော်သည် တွေ့တော်မူမီအမျက်တော်ထွက်သောကာလ၌သူတို့ကိုမိဖို့ကဲ့သို့ ဖြစ်စေတော်မူမီဒါဝရဖျားသည်အမျက်တော်အားဖြင့်သူတို့ကိုမျိုးတော်မူ၍မိသည်လည်းလောင်စားပါလိမ့်မည်သူတို့အမျိုးနွယ်ကို မြေကြီးမှပယ်ရှင်း၍တန်းစင်မြေဆက်တို့ကို လူမျိုးတဲကဖျက်ဆီးတော်မူမည်အကြောင်းမူကားကိုရော့တဖက်၌မကောင်းသောအကြံကိုခြံစီ၍မကောင်းသောပရိယေကို ပြုကြပါပြီတို့ရတွင်အကြံမထမ်းမြောက်ကြပါ ထိုကြောင့်သူတို့မျက်နှာတစ်ဖက်၌လေးများတော်တို့ကိုရွေ၍သူတို့ကြောကိုလှဲ့စေတော်မူမည်။အိုထာဝရဘုရားကိုတော်ဒီအစွမ်းတကူအားဖြင့်ချီးမြှောက်ခြင်းရှိတော်မူစေတည်း။အကျွန်ုပ်တို့သည်တကူတော်ကိုထောမနာတည်ခြင်းဆိုကြပါမည်။ကျေးဇူးတင်ပါခြင်းနဲ့လောပါ